မင်္ဂလာပါမိတ်ဆွေဒီနေ့အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်အတော်အသင့်လှုပ်ရည်ကမ်းရည်ရှိပြီး ပြင်းတဲ့အချင်းရှိတဲ့လူငယ်လေးတယောက်အကြောင်းပါဒီအကြောင်းအရာလေးကို အဆုံးတစ်ယောက်နားထောင်ကြည့်တဲ့အခါမှာ မိတ်ဆွေအနေနဲ့ပြင်းတတ်တဲ့အချင်းတွေရှိနေမယ်ဆိုရင်အဲ့ဒီပြင်းတတ်တဲ့အချင်းကိုဘယ်လိုဖျောက်ဖျက်ရမယ်ဆိုတာကိုသင်ယူနိုင်ပါပါဒါကြောင့် ပုံမြင်လေးကိုအဆုံးထိနားထောင်ပေးကြပါအောင်တခါတုန်းကရွာငယ်လေးတရွာမှာရိုအန်လို့ခေါ်တဲ့လူငယ်လေးတယောက်ရှိတယ်ရိုအန်ဟာသူ့မိဘတွေနဲ့အတူရွာအစွန်းကအိမ်သေးသေးလေးတစ်လုံးမှာနေထိုင်ပါတယ်ရိုအန်ကအင်မတန်အပြင်းထူတဲ့လူငယ်လေးတယောက်ဖြစ်ပါတယ်ရိုအန်ဟာနေ့စဉ်နေ့တိုင်းလေခွန်းထဲမှာသူ့ဖခင်ရဲ့လုပ်ငန်းတွေကို ကူညီပြီး ဆောင်ရွက်ရပါတယ်ဒါပေမဲ့ ရိုဟန်ရဲ့အလုပ်ကလယ်ထဲမှာစိုက်ပျိုးထားတဲ့စပားနံတွေကို လာစားတဲ့ငှက်တွေကိုမောင်းထုတ်ပေးရတဲ့အလုပ်ပါပဲလက်သမားအများစုကနှင်းနှံတို့မဟုတ်ဒုတ်တန်ရှိချောင်းကိုကင်ပြီးလက်ကွန်းကိုပတ်ငှက်တွေကိုမောင်းထုတ်လေးရှိပါတယ်ဒါပေမဲ့ရိုဟန်ဟာတိတ်ပြီးတော့မှလှုပ်လှုပ်ရှားရှားမလှုပ်ချင်ပါဘူးဒါနဲ့သူဟာလက်ကွန်းရဲ့အစွန်းတစ်ဖက်မှာဒုတ်တန်တစ်ချောင်းဆိုင်တယ် ကျိုးတစ်ချောင်းကိုတုံးပြီးချိတ်ဆက်ထားတယ်။ငှက်တွေလာစားရင် ကျိုးကိုလှုပ်ရမ်းပြီး မောင်းထုတ်တယ်။အဲ့ဒီနီးနဲ့ရိုဟန်ဟာအေးအေးဆေးဆေးတက်တက်တာတာနဲ့ငှက်တွေကို မောင်းထုတ်နိုင်တယ်။ရိုဟန်ဘာကင်ကတော့ရိုဟန်ဟာ အပြင်းထူတာကြောင့်ငါတနေ့နာမကျန်းဖြစ်ခဲ့ရင်ငါသားဘလို့လုံးမလဲလို့တွေးပြီးစိတ်ပူနေခဲ့ပါတယ်။ဒါပေမဲ့ရိုဟန်ဟာသူ့ရဲ့လုပ်ငန်းတွေကိုပြီးအောင်ဆောင်ရွက်တတ်တဲ့ အလေးအကျင့်တစ်ခုရှိတာကြောင့်သူ့ဖခင် စိတ်ဆိုးဒေါသထွက်တာမျိုးတော့မရှိခဲ့ရပါဘူးတရက်တင်းနန်နေစာပြောတဲ့ယာလီတစ်ခုမှာရိုဟန်ဖခင်ဟာအကြီးအကျယ်ဖျားနာနေခဲ့ပါတယ်သူတို့ပိုင်းတဲ့လယ်တွေအလုံးကို ရိုဟန်တယောက်တည်းလောက်ကန်ရတာပေါ့ရိုဟန်ဟာစူးစမ်းပြီးတော့မှလှုပ်ဆောင်ပါတယ်ဒါပေမဲ့အရန်ကြီးတော့အထက်လှုပ်ဆောင်တာမျိုးတော့မရှိပါဘူးဒါနဲ့တိတ်မကြခင်မှာ ဆိုင်ပြိုးရင်မလုံလောက်တဲ့ပြဿနာဖြစ်ပြီးသူ့ရဲ့တီးနှံနေဟာတေကုန်ပါတယ်။ရိုဟန်တယောက်တည်းအောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။အဲ့ဒီညမှာပဲရိုဟန်ဟာအင်ရှိယာကွင်းပြင်ကြီးမှာထိုင်နေ။ကောင်းကင်ကြီးကိုမော့ကြည့်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပါတယ်။သူဟာငါဘာကြောင့်ပို့ပြီးတော့မှအလုပ်မကြိုးစားခဲ့တာလဲ။အခုငါမိသားစုရဲ့မျော်လင့်ချက်တွေကုန်ပါပြီ။သွားပါပြီဆိုပြီးတွေးပြီးနောင်တရရနေခဲ့တယ်။ နောက်နေ့မနေ့ရောက်တော့သူဟာရွာထဲကလူတွေစုယုံစုယုံဖြစ်နေကြတာကိုတွေ့ပါတယ်။ဘာဖြစ်နေတာလဲလို့သွားကြည့်တော့ဘရင်ရဲ့အမှုတန်းတွေကနန်းတော်မှာ ကြီးမားတဲ့ရှင်ပြိုင်ပွဲတစ်ခု လုပ်လိုက်မယ်။အနိုင်ရတဲ့သူကစုတော်ငွေနဲ့ရွှေတွေအများအများကိုချီးမြှင့်ခြင်းခံရမယ်လို့ကြေညာပါတယ်။ရိုဟန်ကဒါငါမိသားစုအတွက်ထွက်ပေါက်ပဲလို့တွေးမိပါတယ်။ဘာမှထွေထွေတူးတူးစဉ်းစားမနေတော့ပဲပြိုင်ပွဲဝင်ဖို့ စရင်ပေးလိုက်ပါတယ်။ရွာသူရွာသားတွေကတော့ဒီကောင်ငပြင်းကဘယ်လိုလုပ်ပြီးအနိုင်ရမလဲဆိုပြီးလှောင်ပြောင်ကြတာပေါ့။ဒါပေမဲ့ရိုဟန်ကဘေးစကားတွေကိုဂယုမဆိုင်ခဲ့ပါဘူး။သူတို့ရွာကနေနန်းတော်ကိုရောက်ဖို့၃ရက်လောက်ခရီးနေရပါတယ်။ရိုဟန်ဟာမနဲ့စောစောအိပ်ရထားတယ်။နန်းတော်ကိုထွက်လာခဲ့ပါတယ်။ရိုဟန်ရဲ့မိသားစုကလည်းရိုဟန်ဟာပြိုင်ပွဲမှာအနိုင်ရလိမ့်မယ်လို့မျှော်လင့်ခဲ့ကြပါဘူး။ ဒါပေမဲ့သူ့ရဲ့ပြင်းတဲ့အကျင့်ကိုတော့ပြောင်းလဲပေးနိုင်လိမ့်မယ်လို့မျှော်မှန်းထားကြပါတယ်။နောက်၃ရက်ကြာတဲ့အခါမှာပြိုင်ပွဲဟာစတင်ခဲ့ပါတယ်။ပြိုင်ပွဲဝင်များပြားဟာမြစ်ပြင်ကျဲကြီးတစ်ခုရဲ့ဘေးမှာစုဝေးထားပါတယ်။ပြိုင်ပွဲဝင်အများစုက ရိုအန်ထက်တံမာထွားချိုင်းတာကိုတွေ့ရပါတယ်။ရိုအန်ဟာပြိုင်ပွဲဝင်တွေကိုကြည့်ပြီးကြောက်စိတ်ဝင်လာခဲ့ပါတယ်။ဒီပြိုင်ပွဲကိုအနိုင်ရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲလို့လဲ။ စဉ်းစားထားပါတယ်။ခဏကြားတဲ့အခါမှာပြိုင်ပွဲစည်းကမ်းတွေကိုကျင်းညာတယ်။ပြိုင်ပွဲဝင်တွေဟာမြစ်ရဲ့တစ်ဖက်ကန်းကိုကူးဖြတ်ရမှာ ဖြစ်တယ်။အရင်ဆုံးပန်းဝင်တဲ့၃ဦးကသာနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ပြိုင်ပွဲစတာနဲ့ပြိုင်ပွဲဝင်တွေက မြစ်ထဲကိုခုန်ချတယ်။တုထက်ငါအပြိုင်တစ်ဖက်ကန်းကိုကူးခတ်ကြတာပေါ့။ရိုဟန်တယောက်ထဲကန်းစံမှာရက်ပြီးကြံခဲ့တယ်။ငါဒီလူတွေကို ရေပြန်ကူးလို့တော့နိုင်မှာမဟုတ်ဘူးလို့တွေးမိတယ်။ကံကောင်းထောက်မှသာပဲ။ तू အကြံတစ်ခုရတယ်။ तू ဟာကန်းဆက်တစ်ခုမှတောင်းတင်နေတဲ့တစ်ပင်ကြောက်ကြီးတစ်ခုကိုတွေးတယ်။တစ်ခိုင်းတစ်ခုကိုလှော်တက်လှုပ်ပြီး ဖြည်းဖြည်းမှန်မှန်လှော်ခတ်လာခဲ့တယ်။ဒါဟာရေကူးပြိုင်ပွဲမဟုတ်ဘူး။မြစ်ကိုအရင်ဖြတ်ကူးနိုင်တဲ့လူကိုယ်တိုင်ရွေးမှာလို့ तू တွေးမိတယ်။ငါဟာပြိုင်ပွဲဝင်နေတဲ့မတန်မာပဲမဲ့သူတို့ထက်ညံကောင်းဖို့တော့လိုမယ်လို့ တွေးမိပါတယ်။ရိုဟန်ဟာဖြည်းဖြည်းမှန်မှန်လှော်ခတ်လာခဲ့တယ်။ကြိုးစားပြီးရေကူးရုံးကန်နေတဲ့ပြိုင်ပွဲဝင်တွေအများကြီးကိုလည်းကြော်ဖြတ်လာခဲ့တယ်။ရိုဟန်ဟာ၃ရောက်မြောက်ပန်းဝင်ခဲ့ပြီးနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။နောက်တစ်နေ့ရောက်တဲ့အခါမှာတော့ပြိုင်ပွဲရဲ့ဒုတိယအဆင့်နောက်ဆုံးပြိုင်ပွဲကိုစတင်ပါတယ်။ပြိုင်ပွဲကတော့၄၃တစ်သားတုံးကြီးတွေကို၁ကီလိုမီတာအကွာဝေးရောက်အောင်တည်ဆောင်သွားဖို့ပဲဖြစ်ပါတယ်။ ပြန်ဝဲဝင်သုံးဦးရဲ့နောက်မှာတစ်သားတို့ကိုရွှေ့ဖို့ပစ္စည်းကရိယာအများအများကိုချထားပါတယ်။ဒါပေမဲ့ပြန်ဝဲဝင်တဦးချင်းကပစ္စည်းတစ်မျိုးကိုပဲရွေးချယ်ခွင့်ရှိပါတယ်။ပြန်ပွဲဆရတဲ့ဆိုရင်ပဲပထမပြန်ပွဲဝင်တစ်ယောက်ကတစ်သားချောင်းတစ်ချောင်းကိုရွေးလိုက်တယ်။တစ်သားသုံးကြီးကို အလင်းအမြန်ကော့မပြီးရွှေ့တယ်။ဒုတိယတစ်ယောက်ကတော့ကျိုးတစ်ချောင်းကိုရွေးလိုက်တယ်။တစ်သားတို့ကို ကျိုးနဲ့ချီပြီးဆွဲပါတယ်။ရိုဟန်က ပစ္စည်းတွေကိုတရားကြည့်တယ်။ငါခွန်အားသုံးကြည့်တော့အနိုင်ရနိုင်မှာမဟုတ်ဘူး။ညံကောင်းရမယ်လို့တွေးမိတယ်။အနှဲငယ်တွေးပြီးဓာတ်တစ်ချောင်းကိုရွေးခဲ့ပါတယ်။ပရိသတ်ကြီးကတော့ဒီကောင်ဓာတ်တစ်ချောင်းနဲ့ဘာလုပ်မလဲပေါ့ဗျာ။ရူအန်ကတစ်သားတုံးကိုဘောလုံးပုံရအောင်အရင်ဆုံးဓာတ်နဲ့ထွန်းပါတယ်။ဘောလုံးပုံရတဲ့အခါမှာသူဟာဘောလုံးကိုတက်တက်တားတားနဲ့လှိမ့်သွားပါတယ်။သူဟာအရင်ဆုံး ပန်းဝင်နိုင်ခဲ့ပါတယ်။ရွာမှာအပြင်းထူတဲ့ကောင်းလေးတယောက်ကပြိုင်ပွဲကိုအနိုင်ရလိမ့်မယ်လို့ဘသူတွေးမိမှလဲဗျာ။ဒီပုံပြင်ကနေပြင်းတဲ့လူငယ်လေးတွေကတခါတလေမှညံကောင်းတတ်ကြပါတယ်။ဒါပေမဲ့အောင်မြင်မှုရရှိဖို့တော့ခိုင်မာတဲ့အကြောင်းပြချက်တွေလိုအပ်ပါတယ်။ဒီပုံပြင်ထဲကရိုဟန်လိုပဲမိသားစုကိုကဲတင်လိုတဲ့စိတ်မိသားစုကိုချစ်ခင်မြတ်လို့တဲ့စိတ်လိုမျိုးပေါ့။ဒါကြောင့်မိတ်ဆွေအနေနဲ့ပြင်းတယ်လို့ ခံစားနေရပြီဆိုရင်ခိုင်မာတဲ့အကြောင်းပြချက်တခုကိုရှာပါမိသားစုအတွက်ဒါမှမဟုတ်ကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက်ဒါမှမဟုတ်ကိုယ်အမှန်တကယ်လုပ်နိုင်တယ်ဆိုတာကိုပြကျင်တာမျိုးတခုခုပေါ့ကြီးမားတဲ့ပန်းတိုင်ချမှတ်ထားခြင်းကမိ쇠ရဲ့အတွက်အကောင်းဆုံးအရာတွေကိုရရှိစေနိုင်မှာဖြစ်ပါတယ်